ပါ We Care For You Program မှကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ We Care For You ဖွဲ့သားများဆိုရင်စာကူရာဆင်းယုံမှရှိတဲ့စီနီကြောက်ကအထူးကုဆရာဝန်ကြီး Professor ဦးတန်းရေကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာကြီးကျွန်တော်တို့ဒီနေ့မေးသွားမဲ့မေးခွန်းလေးတွေအပေါ့နော်ဆရာဒီကြောက်ကနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆောင်းရန်ရှောင်းရန်ကြောက်ကဝိဒနာရှင်တွေရဲ့ဒီတည်ကျင်တဲ့မေးခွန်းလေးတွေကိုဆရာကြီးကိုမေးမြန်းသွားမှာဖြစ်ပါတယ်ကြောက်ကအားနေတဲ့စီးကျုပ်ဝေဒနာရှင်အနေနဲ့ တက်တန်းစီတဲ့နေနိုင်ပါသလားဒီနေ့ねခုနဆရာပြောသလိုပဲအဲစီဂျိုကိုသေးကြစွာထိမ့်မယ်ခုနပြောတဲ့အဲ live time လို့ခေါ်တဲ့လူရဲ့အစားတောက်အနေထိုင်ဂရုစိုက်မယ်ဆိုရင်တာမန်လူတွေလိုပဲတက်တန်းစီအခုခစ်ပါနေနိုင်ပါတယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ပါဆေးကောင်းဝါကောင်းတွေလည်းပေါ်လာတယ်အဲ့တော့ဆီကိုမှမှစားဖို့တဆရာဆရာကိုနေနဲ့မှမှတွေ့ဖို့ဒါပူရေးကြည့်ပါလေအစားတော့ဆိုရင်လည်းအခုနာမည်ကြီးတဲ့ဟင်းသီးရဲ့ကိုပို့ပြီးစားတာ ဟုတ်ဘူးလားအချိုမှုတ်တွေလို့လို့အပြင်းစားတွေကိုတိတ်မစားနိုင်ပဲမိမိအိမ်မှာပဲချက်ပြုတ်စားတော့တဲ့အလေးကျင်းလေးတွေပူရရင်တော့ကောင်းပါဘူးဟုတ်ကဲ့ဒါပြီးတော့မှန်ကန်စွာလိကျင်ကန်းနည်းနည်းလေးလုပ်မယ်ဆိုရင်လူရဲ့တက်တန်းစီနေမှာပါဘာမှမဖြစ်ပါဘူးဟုတ်ကဲ့ဆရာဖေတော်မှာဆရာပြောပြသားတော့ဆရာဖေအတူပဲသူကလမ်းလျှောက်တယ်တော့စီရိုရှိတယ်80နဲ့6နေတိနေတာပဲဟုတ်ကဲ့နော်ဆရာတော်ဒီ ပေါ့နော်ကြောက်ကက်ဝေဒနာရှင်တယောက်နေနေဆရာဘလို့အစားတော့ဘလို့မျိုးကိုရှောင်တင်တယ်လေနော်အများဆုံးကတော့တစ်ကတော့ကြောက်ကက်ကိုထိကြိုက်စီမဲတစ်အစားတော့ပေါ့အစားတော့ကတော့များသောဖြင့်တော့ကျွန်တော်တို့အငန်သိငန်လုံးတဲ့ဟာတွေမစားဘူးနှစ်ကတော့သူကယူရစ်အက်ဆစ်လို့ခေါ်တယ်တက်တပြူတက်လာတက်တယ်ဒါမှမဟုတ်အသေးမေကလီစာမြင့်မှုသိမစားဘူးနောက်တစ်ခုကတော့သူကပိုတက်ဆီယမ်လို့ခေါ်တယ်ကျွန်တော်ပြောပြီးပြီအဲ့ဒီပိုတက်ဆီယမ်ဓာတ်ကကြောက်ကမထုတ်နိုင်ထွက်လာ ဲ့ဒီဘုဒ္ဓဆရာဘယ်ထဲမှာရှိတယ်လဲဆိုတော့အသေးရနှံ့နေထဲမှာရှိတတ်တယ်။ဒါမှမဟုတ်သိပ်ပြီးတစ်သေးအရေတွေအုံရေတို့လိုမပြောသေးကြီးအဲ့ဒါမျိုးတွေသိပ်မစားသင့်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့။နော်။နောက်တစ်ခုကတော့ကြောက်ကုတ်ကိုထိခဲ့မဲ့ဆေးဝါးတွေမလိုဘဲနဲ့ဆေးတွေကိုမစားသေးခြင်းမဟုတ်ဘူး။ဟုတ်ကဲ့ပါ။အဲ့ဒီဆေးထဲမှာတော့တစ်ကတော့ခုနအကိုက်ခဲတဲ့ဆေးနှစ်ကတော့ကျွန်တော်ထင်တယ်ပိုးသက်ဆေးတွေလေသတိထားသင့်ပါတယ်။ဟုတ်ကဲ့။အခုကျွန်တော်တို့ရှင်မှာတစ်ခဏဖြစ်လာရင်ပိုးသက်ဆေးတွေကိုတောက်ချင်တဲ့အကျင့်လေးတွေပါတယ်ပါ။ အဲ့တော့ဘလို့ကအပ်တဲ့ဆေးဝါးတွေမစားဘူးလို့ပါတယ်ဟုတ်ကဲ့ခင်ဗျာအခုဆိုရင်တော့ကြောက်ကနေပတ်သက်ပြီးစာမန်ရှောင်းရံတီးတင်တီးတိုက်တီမျိုးကိုများကိုအချိန်ပေးရှင်းပြပေးတယ်ဆရာကြီးကိုကျွန်တော်တို့ we get for you ဖက်ကအများကြီးကျေးဇူးတင်ပါတယ်ဆရာဝင်ကျေးဇူးတင်ပါတယ်ပြောလို့ပြောခွင့်ရတဲ့အတွက်လည်းအလုံးဝင်းတာပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ဆရာအနေနဲ့ရောဒီဒီဗီဒီယိုကြည့်ရှုနေတဲ့ဒီလူနာနဲ့လူနာရှင်တွေကဆရာတခြားဗာများဟောအားလုံးအားတော့ခုနက ရာတော့ဒီစီယောကရှိလာရင်မကြောက်ကြပါနဲ့သက်ဆိုင်ရာတက်ကြွတဲ့ဆရာဝန်တွေနဲ့ပြသပြီးတော့ဈေးကိုမှန်မှန်စားအနေထိုင်တွေကိုလည်းမှန်မှန်နေမယ်စားမယ်တောက်မယ်နေမယ်ထိုင်မယ်ဆိုရင်တက်တန်းစီနေနိုင်ပါတယ်ဟောတချို့ကထင်ပါတယ်စီယောကရှိရင်ခွဲစိတ်လို့မရဘူးသူတွေမဟုတ်ပါဘူးစီယောကရှိရလို့လည်းတာမန်လူတွေလိုပဲခွဲစိတ်နေပါတယ်နော်ဒါကြောင့်မလို့အဲ့လိုစီယောကရှိရတဲ့လူတွေကဒီဒီချာချာစီယောထိမ့်သိမ့်ပြီးတော့ နေကြပါလို့ဆရာပြောကြပါတယ်အဲ့လိုနေနေလို့ရှိရင်တော့ကျမချမ်းသာပြီးတော့စိတ်ကြီးကျမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေဟုတ်ကဲ့ပါသုတောက်ပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်